ကရင်ပြည်နယ်မြဝတီမြို့နယ်မြဝတီမြို့တောင်ဘက်ရှိရှုကုတ်ကိုကြားဖြန့် site တွေမှာစစ်ကောင်စီလက်အောက်ခံ BGF ကရမထွက်ရမာရှယ်လောအမိန့်ထုတ်ထားတယ်လို့ညီဆက်တဲ့သတင်းရင်းမြစ်က BBN ကိုပြောပါတယ်။မြန်မာလာ24ရက်နေ့ရက်စွဲနဲ့ကြားဖြန့်လုပ်တဲ့သူတွေတုံးတဲ့ Telegram နဲ့ WeChat group တွေမှာအဆိုပါညမထွက်ရမာရှယ်လောထုတ်တဲ့စာကိုမြန်မာလာ25ရက်နေ့မှာဖြန့်ဝေထားတယ်လို့ဆိုပါတယ်။ဒီ website တို့အတွာလာကိစ္စရှိသူများကိုမနေ့၈နိုင်မှာည၈နိုင်ထိသာတွာလာခွင့်ပြုထားပြီး ည၈နာရီနောက်ပိုင်းစေုံပြမဲ့သူကလွဲပြီးတော့အခြားမြည်သည့်ကိစ္စကြောင့်မှသွာလာခွင့်မပြုချမှတ်ထားသောစီကံလစ်လျူရှုမှု ပြုလုပ်ပါကတက်ဆိုင်ရာဖွဲ့စည်းဤစီမင်းစီကံရာရေးယူမည်ဖြစ်ကြောင်းအတိပေးလိုက်ရပါသည်လို့ဖြန့်ဝေထားပါတယ်။မြမလာ20ရက်နေ့ကလည်းရှိုးကုတ်ကိုကြားဖြန့် site တွေမှာလုပ်နေတဲ့သူတွေကိုကုမ္ပဏီကအပြင်ထွက်ခွင့်မပြုဘူးလို့လည်းဆိုပါတယ်။အခုကသူတို့ရှိုးကုတ်ကသူတွေကိုပြန်ထွက်ချင်တော့မှပြေးမထွက်ဘူး။ကုမ္ပဏီကသူတွေကပြေးမထွက်တာ စစ်တပ်မဟုတ်ဘူးစစ်တပ်နဲ့ဖွဲ့စည်းရညှိပြီးသားပြီးရနွေမလာ73ရက်နေ့ကစပြီးတော့နိုင်ငံသားမပုံနေအမှတ်73မြင်းဆောင်1မြင်းဆောင်9မြင်းဆောင်ကင်ဆောင်ထားတဲ့သူတွေကိုဖမ်းမှာစစ်ကောင်စီကဖမ်းဆီးနေတာကြောင့်ကြားဖြန့်ဆိုင်မှာထွက်ပြေးလာတဲ့သူတွေဟာအချင်းချင်းမတွားကြဖို့တားဆီးနေတာတွေရှိကြတယ်လို့သိရပါတယ်ဒီသူတို့အချင်းချင်းတောင်မှဟိုတယ်မှာမနေကြဖို့ပြောကြတယ်ဘလို့ကြာမမှန်မသိကြဘူးဆိုတော့ဈေးသားရဲ့နေရာထဲမှာနေကြဖို့အကြံပေးနေတာတွေရှိတယ်လို့ဆိုပါတဲ့င်းမြက်ကဆက်ပြောပါတယ် မြန်မာလား22ရက်ညနေပိုင်းမှာစစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေကမြောက်ရီမြို့နယ်ရွှေကိုကိုဒေတာမှာ online ငွေလိမ်ရာမှာအသုံးပြုတဲ့ကွန်ပျူတာတွေ၊ mobile phone တွေနဲ့ electronic ပစ္စည်းတွေကိုဖျက်ဆီးပြခဲ့တဲ့အပေါ်အချက်လက်တွေကိုလက်ဆဖျောက်နေခြင်းသာဖြစ်ကြောင်းပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။မြန်မာလား22ရက်နေ့ကလည်းအင်အား300ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL PDF မဟာမိတ်ပူးပေါင်းတပ်တို့ဟာမြေလက်ပံရွာနဲ့အင်ဂျင်မြန်ရွာအနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာ KNL ပူးပေါင်းတက်က DKPA ဘိုးတခွားသီးလုံချိုရေးယူပေးနေတဲ့ကြားဖြန့် site ကိုဝင်ရောက်စီးနှင်းခဲ့ပြီးတော့ DKPA တပ်ဖွဲ့ဝင်20ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်မြမလာစခွန်ရဲ့ညပိုင်းကစပြီးတော့ကြားဖြန့် site တွေကတရုတ်တွေကိုစစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ကကျူတင် ခေါ်ထုတ်ခဲ့ကြပြီးနောက်လက်ရှိအချိန်ထိလည်းမငြိမ်မသက်မှုတွေရှိနေတာပဲဖြစ်ပါတယ်